ကဘာပြက်တယ်ဆိုတာဆက်ကြပါလားခရီးတသိပြက်တာကိုပြောတာနော်ဒီတဏ္ဍာလေးငရင်လှုပ်တာတော့ဘုတဏ္ဍာလေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတော့ဒုက္ခရောက်တာတော့ရေချီးတာလေဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်က ဒါလည်းပဲတနေ့တစ်ခါမှာကျုံလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝါဒတရားတော်ရအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခတ္တကပ္ပဒီလိုခေါ်တယ်ဖျားငါးစုပွဲ့တဲ့ကဘာဖျားငါးစုပွဲ့တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လား ခရီးတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူး။အဲဒေသပိုင်းဆိုင်ရာတခုခု ပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ငရင်လောက်တာတော့ရှိနိုင်တယ်။အော်မီးလောင်တာတော့ရှိနိုင်တယ်၊ခြေမျောတာတော့ရှိနိုင်တယ်။ဒါကတော့တန်မြာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာ မလျှောက်မလွဲနိုင်တဲ့အနေထားလေးပေါ့။တန်မြာထဲမှာရှိနေလို့ရှင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်။အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲ။ကုသီလကိုအာကိုဖို့သစ္စာတရားဆိုဖို့နော်ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာလေးရုပ်အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုရိဒာ ဥပိ္ပခာလို့ဆိုရဲဗျမဝိဟာရတရားတွေဘောမြအထုတ်ချဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုရဒါပဲအာကိုရအဲ့တော့ကဘာကြီးဖြစ်စည်းသည်ဆိုတဲ့အခါကဘာကိုဖြတ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီး ပြည့်အောင် လုပ်တဲ့အင်လူလောကကြီးပြည့်စည်းအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော် လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလွဲပျက်စီးသွားစေနိုင်တယ်။ဒါကြောင့်မို့လို့လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးတောင်ပြီးတော့ပျက်စီးတယ်တဲ့။အဲတချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေတိတ်ကြီးလို့ရှင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်။ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့ အဲ့တော့လောကလူတွေဟာသိတ်လောဘတွေချီးလာသိတ်လောဘတွေချီးလာလို့ရှင်ကဘာကြီးကမေးလောက်ပျက်စီးနိုင်တယ်။ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းရင်ထဲမှာ ပူတဲ့အရာတစ်ခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ราคะမီးဆိုတာအဲ့ဒါราคะမီးကလည်းလောင်လာပဲဒေါသဆိုတာလည်းမီးပဲ ဒါဖြင့်ဒီမိနမီးကဘလို့ထူးခြားတော့လို့ကိုယ့်အကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရုံးပြီးလို့ပဲဝုန်းတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်းလိုချင်မှုဆိုတာယတ္ထမှာရှိပါမရှိဒေါသဆိုတာပြီးသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တကြစိတ်ကကြည်သွားပြန်အေးသွားတယ်ရာဂဆိုတာကျတော့အဲ့ဒါလို့စိတ်ကြည်အေးသွားတာရှိမှမရှိနဲ့ လူချင်းမှုကအမြဲတမ်းရှိအဲ့တော့ဒါကမိကတမြင်းမြင်းလောင်နေတယ်မိသူလည်းမိပဲဒေါသမိဆိုတော့ဝုံတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမိဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငိမ့်လို့မရနိုင်လောက်တဲ့ခက်ခဲတဲ့မိတမိလူအဲ့တော့သာမီးဇန်ကနေမှလူရည်ရဲ့တဏ္ဍာမှာယဉ်ွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့ လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိရဲနဲ့မလုံးတဲ့နာတွေလုတ်တယ်မှားမှားရင်းရင်းနေမောဟ တွေးဝေးတာကိုယ်ကားတွေချက်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြက်စီးသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေကဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တာအင်အားစုကအကဘာဖြတ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီ ကဘာပြတ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အံအားတွေဖြစ်တာကဘာပြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာနှွမ်းလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြစ်တဲ့လေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူရည်ရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့် ဒါကဝိတ္တုဒိမဲ့ကျမ်းမှာဒီလိုဆုံးထားတဲ့စကားတစ်ခုနော်ကဘာဖြတ်ပြီးဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းများစွာဖြစ်တာမီးကဘာဖြစ်လို့တုံးဆိုတော့လူတွေမှာလောဘကတောင်းကျမ်းလာများတာခုနမြတ်စွာဘုရား ဟောတဲ့အထက်မှာမိစ္ဆာဓမ္မတော့ အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မလို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မလို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲဤဖြစ်တဲ့ကဘာကပိုပြီးတော့အချိန်များလာပြီးတော့မှ ရေဖြစ်တဲ့ကဘာပြီးတော့လေဖြစ်တဲ့ကဘာတစ်ခါတစ်ခါလာ အဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗဒ္ဒကဘာမှာ အရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်သူသားတွေဟာအခုကြည့်ပေါ့တပြေးပြေးတက်တန်းနေတိုးလာတယ်ဆိုတော့ဘုရားမထေရှာတက်တန်းနေတိုးလာတယ်အမဒမထေရှာတယ်လူတွေရဲ့အသက်တွေဟာတပြေးပြေးဆိုးရွားဆိုးရွားလာတဲ့အခါမှာ နောက်ပိုင်းမှာဒီစိတ်ကြည်တတန်းတူလာတဲ့အခါလူတွေမှာဘာဖြစ်လာလို့ဆိုအမတန်မှပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နဲ့တွေအမျိုးစုံတီထွင်လာကြတယ်အစွမ်းထက်တဲ့လက်နဲ့တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလား ဖြစ်ရှိပြတဲ့အေးနောက်ဆုံးမှာတံဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကို ပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ် အဲ့ဒီလိုတက်လိုက်တာ လူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးရရှည်လိုက်တာ အသင်ခြေထီအောင်ရှင်လူဘဝမှာ ပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီအနေတစ်ခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ်တပြတ်မှုကိုအကြောင်းပြုပြီးတက်တန်းတွေပြန်ဆုတ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 ်လာတဲ့အခါတသိန်းကအောက်ရောက်လို့ အသက်ဟာ၈000တန်းဆိုတဲ့အခါမှာ အရိမတရားမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းကြည့်အောင်တော့ဒီကဘာကြီးခဏလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေညကဘာကြီးဟာလုံးဝခဏတမမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့တော့ပါရေတွန်းလို့တော့ဒီလိုဟာမျိုးတော့ရှိမှာ ရှိမှာမရှိပဲမနေနိုင်ဘူးဒါကတော့ရှိမှာအဲ့ဒါလို့အနစ်ရှိတောင်းတန်းကြတော့အရိပတိယမြတ်စွာဘုရားပွင့်တဲ့လူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပျက်စီးတယ် ။ဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေ။တပ်ပိသင်္ခါရအနိစ္စ။ဘေယာမထာဝရတည်ရှိတာရှိပါမရှိဘူး။ဒီနေ့တစ်ချိန်ကပျက်စီးရမှာတေးချာတယ်။ညီကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲ။အေးအဲ့ဒီတော့အခုလို့ဤလိုရေလိုလေလိုကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းသာအထိပြတ်သွားတော့ဆို မြတ်စွာဘုရားတခင်ကိုရောမြတ်ရဲ့တရားတော်ဒီပြတ်နှံ့ရာပြတ်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားခရီတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲဆက်ကြပါလားခရီတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကို နိုင်ယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြက်ပြီဆိုရင်တစ်ခါပြက်ရင်စัจ java လားဂရေတသိန်းထီအောင်ပြက်တယ်တဲ့နော်စัจ java လားဂရေတသိန်းပြက်တယ်အဲ့လိုဂရေတသိန်းထီအောင်ပြက်တဲ့အခါမှာမပြက်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရတယ် အနှစ်တသိန်းကနေကျွတ်တင်ပြီးတော့သိတယ်။ကဘာပြတ်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လေလို့ဆိုရင် စာထဲမှာပါတာကိုပြောနော်။ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထာတာဘသူယုံမလဲတဲ့။ကဘာကြီးတနေ့ကျလူပြည့်စည်းသွားမယ်ဆိုတော့တဏ္ဍာပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့။ အညတရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွင်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပေါ်ရမှရှိဘူး။ယုံရမှာမဟုတ်ဘူး။သောတပန်ဖြစ်ရင်တော့ယုံပြီပေါ့။ဟော။တရားဗျာဒီလိုဟောတာရှိတယ်။အညတရဒိဋ္ဌပတိဟိသစ္စာလေးပါးအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ကအေးဒီနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးသား။ အနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတဏှိပြည့်တဲ့ဆိုဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံနေလုံးဝယုံနေဉာဏ်နဲ့ပုဂ္ဂိုလ်တွေကတန်မြာရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလိုတာနော်ကောမန္တာကောတတ္ထတာကဘာကြီးတနေ့ကျပြည့်မယ်ဆိုရင်ဘသူသိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့သော် သောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တဏ္ဍပုဂ္ဂိုလ်တွေဘယ်သူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဘယ်လိုဆိုရလဲညဆက်တာအဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်းကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တည်းတရင်ပေးတဲ့နတ်တည်းရှိတယ် လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့လက်တည်။အိုးသဘင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုနိမြန်းတဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့ကလူပြေကို လာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ် အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တံမာရိတံဘာဝေထဟောမိတ်ဆွေတို့မိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်း ဇံမြဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါပုရိတဘာဝေတ္တပါတဦးကြီးပွားတာတဦးမနာလိုမဖြစ်ကြပါနဲ့ဥပိ္ပခဘာဝေတ္တပါတတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလို့ကြပါနဲ့မတွေ့တာကြပါနဲ့သူကနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ပခဆိုတဲ့တရားတွေပွားများအထောက်ဖို့ဆိုပြီးတော့ နဲ့ပြီးတော့သူတို့ပြောတာတိုက်တော်လားဘုရားမစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာခြေညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဒီတရားဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင် အန္တရာယ်ကကင်းညင်တယ်ဆိုလို့ရှိရင်ခွန်ကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုယ်ကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့နိုင်ငံနဲ့ကြည်လေနိုင်ငံနေနိုင်ငံနေဟာကိုယ်အကျိုးစီးပွားကိုယ်ကာကွယ်ရေးဆိုတာလောက်လာကြတယ် သူများကြိုးစည်းွားမဟုတ်ဘူးကိုကြိုးစည်းွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြီးပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခာမထားနိုင်ကြဘူးရံလိုကြတယ်ပုံတိကြတယ်တွေ့တာကြတယ်ဆိုရင်အနေထားတွေဖြစ်လာတယ် အဲ့ဒါတွေကကဘာပြက်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခာအဲမုရိတာပွားကြပါဥပိ္ပခာထားကြပါမိဘနှစ်ပါးသေစားကြပါလူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါ အဲ့ဒီခေတ်ကဘာမပြည့်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလို့နော်ကြောက်เสียရှိရင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မို့လို့အဲ့ဒီအချိန်မှာလူတွေဟာစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေဟာမြမကြီးရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရော အဲတရိစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမငင်းစဲတော့ဘူးလေမငင်းစဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်းအကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်မှတစ်ခါတစ်ခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့လိုအကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့လက်ပြေရောက်ကြတယ်လက်ပြေရောက်တဲ့အခါလက်ပြေရောက်တဲ့အခါကျတော့ဆန်တရားဆက်ပွားများတဲ့အခါပြမပြေရောက်ကုန်ကြတယ် ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်တသိတတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နေပဲလွတ်တည်ထီအောင်သဘာမီးလောင်နေတဲ့မပါရသူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူ ပြတ်မှာပဲမရဘူး။ဘာပြတ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကို ပြည့်ချိန်တန်လို့ပြက်တာအဲ့တော့တတ္တဝါတွေကဒီထဲမပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာလိုက်ပါအဲ့ဒီမှာမိဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်ထည့်အောင်ဖြတ်တုံးဆိုရင် အာဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်ဖြတ်တယ်အာဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်အဲ့တော့ဇမ ပါရိသေသဗျာမပရောဟိတာမဟာဗျမာလို့ဆိုရဲပထမဇံဗျမာဘုံပါသွားတယ်။အဲဒီဘုံပြက်သွားအကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွား။ရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘကိဏာဆိုရဲဗျမာပြည့်ရဲ့အောက်ကုန်ပါသွားတယ်။တခါလေးဖြတ်တဲ့ဘုံကျတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကျတော့ ဒီဝေဟဘုဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံလေးပါပါသွားတယ်။ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့။အဲတော့မြည်ဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝမိုးမရွာတော့ပဲနေရလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်း။အဲတော့ဒီစัจ java လာပြင်နေတွေရှိတယ်ဆိုတာ သိပ္ပံဆရာတွေကတော့အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်လို့နေနှစ်စင်းတွေ့တယ်လို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရာ အတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အသေးပဲမျိုးပေါ့ဒါကတဘာဝကြီးကသူ့အတူဖန်တီးလာတယ်ရေဖြတ်တဲ့ကဘာကြတော့မိုးရွာတယ် ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစစ်မိုးတွေဗာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတုံးဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အေးပျော်သွားနိုင်တာအဲ့တည်းမငံတဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းငံကြီးထိတဲ့အခါမှာ ကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေ့အေးပြောတောင်းတယ်လည်းဆွေးမြေ့အေးပြောအဲ့ဒါလို့ထိလိုက်တဲ့ဟာတွေကအကုန်အေးပြောပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေးဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူးမုံလေးတွေလွဲ့နဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာ တိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထီအောင်လွင့်သွားအောင် တိုက်တဲ့လေမုန်တိုင်းကြီးတွေထီအောင် နောက်ဆုံးမှတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထီအောင်တိုက်လာပြီဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှစက်ကြောလာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခု ရိုက်ခတ်ပြီးတော့အမုန်းဖြစ်သွားတဲ့ထီအောင်တိုက်ပြစ်တယ်အာဂတာကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ် ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေးပြောသွားလို့အာဂတာကြီးပဲကျန်တယ်။လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲကျန်တယ်လို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုပေါ်ပြထားတာရှိတယ်။အဲအဲ့ဒါလို့ပေါ်ပြထားတာဟာအမှန်မဲလားလို့ဆိုတော့ရသော်ဗျာကိုယ်တိုင်ကဟောထားရတဲ့အထက်မှာ ေးဒီအကြောင်းအရာကိုတတ္တဗံမတဘာတပြိပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်သို့တော်လည်းမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်နှစ်ပေါင်းများစွာကြားတဲ့အခါမှာဒီအခြေအနေဇိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမတမရှိချာလာတဲ့အခါကာလအတွင်းမှာဒါမျိုးကြီးဖြစ်လာမှာပါ ပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအားလုံးကလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးရနေလွတ်ပြီးတော့ကောင်းရသူကလေးမှ နေကြတယ်အဲတချို့စားတဲ့မှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတော့အမှန်တမ်းဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းတော့လည်း ဒီနိရတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံအကျိုးလုံးဝငင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဟောကလွန်လန်းမရှိတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရဲသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲ သူတို့မှာတစ်ချိန်ကငရေတရိစ္ဆန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွမ်းအားနဲ့ဘဝတစ်ခုကအဆင့်တန်းလေးမြင့်လာလိုက် အနှစ်တသိန်းဆိုတော့အချိန်ကြီးအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ ။နေရကလူလူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာဗမပြေရောက်။တိရိစ္ဆာန်လေးတွေကလည်းအကျင့်နာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကမ္မအော်တရားကျင့်။အဲလူဘဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကဓာတ်ပြေရောက်ဓာတ်ပြေကြတော့ဓာတ်တွေကအသိဉာဏ်ပိုထက်တယ်။ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗမပြေရောက်ကြ။ဒီလိုနဲ့ခဘာပြက်တဲ့ခိန်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ ကဘာပြမှုနဲ့ပတ်သက်ပြီးတော့ဝိတုဒ္ဓိဘက်မှာဖော်ပြထားတာရှိတယ်။ကျေကျေပြန့်ပြန့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ရအဲ့ဒါဝိတုဒ္ဓိဘက်မြန်မာပြန်ကိုဖတ်လို့ရ